ဖះက AGBD ဖြစ်ခဲ့ဘူးလားရဲ့တိတ်မိုက်တယ်မေးခွန်းဗျာသူတင်လို့ဗုဒ္ဓက AGBD ဖြစ်ခဲ့ဘူးလားမဖြစ်ခဲ့ဘူးလားလို့တုံးတက်လို့ရှိရင်သူကဖះတူကနေပြီးတော့ဒီပုဂ္ဂိုလ်ဟာနောင်အနာဂတ်မှာဖះအေကံတင်းတင်းဖြစ်မယ်လို့နိယတဗျာဒိပေးခဲ့မယ်သူလို့ရှိရင်အင်္ဂါရှစ်ချက်နဲ့ပြည့်စုံဖို့လိုပါတယ်အဲ့ဒီအင်္ဂါရှစ်ချက်မှာလိင်္ဂတံပတိဆိုပြီးတော့အင်္ဂါတစ်ချက်ပါပါတယ် လိန်ကတံပရိသူရာဘာကိုပြောတာလို့ဆိုရင်ယောက်ျားတစ်တစ်ဖြစ်ရမယ်ပန်တုတ်၅မျိုးမဖြစ်ကြဘူးအဲ့ဒီပန်တုတ်ဆိုတာအခုခေတ်ပြောလို့ရှိရင် LGBT ပေါ့အ၆ပေါ့နောက်တစ်ခုကကျတော့သူကဖျားလောင်းတွေမဖြစ်တဲ့အရက်ဟို၁၈ရက်ဆိုပြီးတော့လေစာပေမှာမှတ်တမ်းတင်ထားတယ်အဲ့ဒီ၁၈ရက်မှာလိန်မပြောင်းဘူးတဲ့ လိန်ပြောင်းနေဆိုတာကဒီယောက်ျားကနေပြီးတော့အချီးဖြစ်တာတို့အမကနေပြီးတော့ယောက်ျားကနေအမဖြစ်တာတို့အချီးကနေအမဖြစ်တာတို့အမကနေအချီးဖြစ်တာတို့ဟိုလူတရထဲကနေပြီးတော့အမအင်္ဂါရောအချီးအင်္ဂါရော ဖြစ်တာတို့အဲ့ဒီလိုမြတ်တပြားကလိန်ပြောင်းလို့ချင်းမရှိဘူးတဲ့ဒါကိုကြည့်ချင်းအပြင်ဥဒိနဗုဒ္ဓမြတ်စွာကဘုရားအေကံတင်းတင်းဖြစ်မယ်လို့ဗျာဒိပေးခံပြီးနောက်ပိုင်းအချောက်မဖြစ်ပါဘူး AGPD 嘛，撇开吧，我。